ိုသိချုပ်တီးနိုင်စွမ်းရှိတာလူကြီးတယောက်အတွက်ကောင်း၏ကျွန်မသိပါသည်သို့တော်ကလေးတွေမှာမျိုးသိထိန်ချုပ်မှုရှိတာကောင်းသလားကျွန်မဒီထိုမေကွန်းကိုယခုမှပင်ကိုဘတာမေးမိသည်မျိုးသိချုပ်တီးနိုင်စွမ်းရှိတာလူကြီးတယောက်အတွက်ကောင်း၏ကျွန်မသိပါသည်သို့တော်ကလေးတွေမှာမျိုးသိထိန်ချုပ်မှုရှိတာကောင်းသလားကျွန်မဒီထိုမေကွန်းကိုယခုမှပင်ကိုဘတာမေးမိသည် ိမ်မက်ဆိုတော့မမက်ချင်ဂျူးမနေ့တုန်းကကျမ New International Journal အဟောင်းတစ်ဆောင်ကိုစိတ်အမှတ်မဲ့ဖတ်မိသည်အဲ့ဒီတဲက John F. Schumake ကဤသောင်းမတစ်ပုတ်ကြောင့်ကျမကို ကျမပြုံးမိပါသည် ကျမတို့ဘဝမှာရွေးချယ်စရာတိတ်နယ်လှသည်ဟုလွန်ခဲ့သည့်နှစ်အနည်းငယ်က ကျမခဏခဏညင်ညူခဲ့ပူသည်အခုတော့ကျမ၏အမြင်တွေပြောင်းလဲစပြုလာသည်ကိုသတိထားမိသွားသောကြောင့်ဖြစ်သည် ရွေးချယ်စရာတိတ်များလွန်တဲ့အခါလူဟာလောဘပိုကြီးလာတတ်လေသလားတနေ့တော့အခါကျမမျိုးတဲကတုံတက်စူပါမားကတ်ကြီးတစ်ခုသို့ရောက်သွား၏သူမကလေးနှင့်သူမိခင်ကိုလိုက်ပို့ပေးခြင်းဖြစ်သည်ကျမတို့တခြားဘယ်ထက်မှစိတ်မရောက်ဘဲအပေါ်ဆုံးထက်အယုံနှင့်ကလေးပစ္စည်းများထားရသို့တောက်လျှောက်တတ်လာခဲ့သည်အဒီမှာ အမွေးဘွားအယုံမျိုးစုံ ကလေးများစိတ်ဝင်စားသည့်မော်တော်ကားစစ်ကားနှင့်စစ်လက်နက်ပစ္စည်းကလေးများမျိုးစုံကို တွေ့ရသည်ကျမဤတူမာလေးနှစ်တန်းတက်မိပုံပုံကိုသူ့အမေကပြီးခဲ့သည့်နေ့ကမှသူ့တဘောကြသည့်ကျစ်စံမီနှင့်ဘုံမရုပ်ကလေးဝယ်ပေးပြီးသားမှုထပ်မပူစားရအောင်နော်တမီးအခုဟာကမောင်လေးအတွက်မရသေးလို့လာဝဲတာဟုတမီးကိုတတိပေးရသည်ဒီမြမြူဆွဲဖျားရမှုများပြားလှတော့အယုတ်တွေရှိရသူခေါ်လာခဲ့ပြီးနောက်မပူစားရဘူးဟုတားမြစ်ထားသည့်အခါဤသားမီးအတွက်ဗာဒီများ ဖြစ်မှာပါလေဟုကျမအလွန်မင်းစိတ်ဝင်စားနေခဲ့သည်အယုတ်တီကို ပုံပုံကလိုက်ကြည့်ဟိုယုတ်ကိုတွေ့လဲဟဲချစ်စရာလေးဒီယုတ်ကိုတွေ့လဲအန်ဒီချစ်စရာကောင်းလိုက်တာရေရွတ်သည် ပုံပုံအတွက်အားလုံးသည်သဘောကျစရာတွေကြီးဖြစ်နေ၏ပကတ်ထဲမှာအိတ်နေသော နိုးစုတ်ကလေးအရွယ်ကော်ဘတ်ယုတ်ကလေးကိုမြင်ရသောအခါမှတော့ပုံပုံအိမ်တွင်မဆက်နိုင်တော့ပဲထိုနေရာမှာထိုင်ချလိုက်ပြီး ကောက်ကင်ကြည့်ပါတော့သည်သီတန်ပခက်လေးထဲမှာအယုတ်လေးရေရွတ်ပြီးသူ့ရင်ဘတ်မှာအယုတ်ကိုအပ်လိုက်သည်ကျမကသူ့အမေဝယ်မပေးရင်လဲကျမဝယ်ပေးလိုက်မည်ဟုစိတ်ကူးလျက်တမိလိုချင်လားဟု မေးတော့ခိတ္တတွေ့သွားပြီးသူ့အမေကိုမော့ကြည့်သည်အမေကတမိကြိုက်လို့လားယူချင်လားဟုမေးတော့ကလေးကလိုချင်သည်ဟုဖြေပါသည် ထိုအယုတ်ကလေးသူ့လက်ထဲထည့်ပြီးနောက်မှာဒီထက်လာတာသန္နာတွေကအများကြီးကြံ့သေးသည် သူမပူဇာပါကျမတို့နဲ့အတူအခြားအယုတ်စင်တန်းကိုရှောက်ကြည့်နေတော့အခြားသားမိရှိသေးသည်ပိုက်ဆက်များများတုံဖြုံနိုင်သူဖြစ်ဟန်တူသည်ဘေကင်ကင်ထားသောခြင်းထဲတွင်ပစ္စည်းတွေအပြည့်ရှင်းနှင့်အရွယ်သားကဟိုဟာလက်ညှိုးထိုးဒီဟာလက်ညှိုးထိုးသူတခုယူပြီးနောက်နောက်တနေရာသို့ရောက်ရင်နောက်တရုတ်တွေ့ပြန်တော့သူကင်ထားသည့်ရုပ်ကိုပြစ်ချထို့နောက်တရုတ်ကိုပူဇာကြတော့မိခင်က ကလေးဤထွေပြသောစိတ်ကိုစိတ်မရှိနိုင်တော့ကြည် မျိုးသိပ်ချုပ်တီးနိုင်စွမ်းရှိတာလူကြီးတယောက်အတွက်ကောင်း၏ကျွန်မသိပါသည်သို့တော့ကလေးတွေမှာမျိုးသိပ်ထိန်ချုပ်မှုရှိတာကောင်းသလားကျွန်မသည်ထိုမေးခွန်းကိုယခုမှပင်ကိုဘသာကိုမေးမိသည်အမေနှင့်တမီးကိုစိတ်ဝင်စားစွာအကဲခတ်ရင်ဖြစ်သည်ကျွန်မညီမကဒါလေးလှလားမသိဘူးဟုတမီးစီကအကြံတောင်းရင်ပုံပုံကလှတယ်ဟုဖြစ်၏တမီးကြိုက်လားဟုမေးရင်တော့မကြိုက်ဘူးဟုဖြေနေခဲ့ပါသည် ပုံပုံတီမောင်လေးမရခင်ကဗာပစ္စည်းဝယ်ဝယ်နှစ်ခုရမှကြိုက်သူယခုအခါသူနင်းမြဝေသုံးဆွဲရမည်မောင်လေးရှိသည်ကို သူသဘောပေါက်ပုံညာသည်သူ့လောဘကိုယောနေသွားအောင်မျိုးတိတ်ချုပ်တီးသွားနိုင်လေသည်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်မြှုပ်ဆွဲဖျားယောင်းမှုတွေထံမှလွတ်အောင်ရုတ်ထွက်နိုင်ဖို့ဆိုတာ လွယ်ကူသောကိစ္စတော့မဟုတ်ယနေ့ခေတ်ဒီလူသုံးကုန်ပစ္စည်းနှင့်ဈေးခံပစ္စည်းများကိုလိုအပ်သည့်ထက်ပိုရှန်စွာ အမြောက်များထုတ်လုပ်သောခေတ်ဖြစ်သည်။သုံးဆွဲသူကလည်းလိုအပ်သည့်ထက်ပိုရှန်စွာမနိုင်မနှင်းသုံးဆွဲသောခေတ်ဖြစ်သည်။တချီတဲ့နှင့်အများကြီးသုံးဆွဲဝယ်ယူပြသည့်နေရာမှာအမေရိကန်ပြည်သားတွေလောက်ဘသူမှမမြင်နိုင်ဘူးဟုစရေးစရာဂျွန် F. ရှူမိတ်ကကရေးခဲ့သည်။ဟုတ်ပါသည်ယနေ့ခေတ်သည်သုံးဆွဲမှုကို ပြိုင်ဆိုင်သောခေတ်ဖြစ်သည်။တနည်းဆိုရင်ယောဝိတုပစ္စည်းတွေတံပိုးမြင့်သည့်ခေဖြစ်သည်။နေရာတကာတွင်ယောဝိတုပစ္စည်းပြိုင်ဆိုင်မှုတွေကြီးဖြစ်နေသည့ ကလေးတွေအတွက်အယုတ်ကြောင်းသုံးဆောင်ဝယ်စားပြိုင်ဆိုင်မှုလူကြီးတွေအတွက်စိန်ရွှေတိုက်တာနဲ့ကားပြိုင်ဆိုင်မှု ရှိသူက၃နိုင်ရွယ်၃သည်မရှိသူက၃နိုင်အောင်နှီးမျိုးစုံနဲ့ကြိုးစားသည်သုံးဆွဲသူဖြစ်ဖို့ကဤခေတ်ရွယ်ချက်ဖြစ်သည်ထုတ်လုပ်သူနှင့်သုံးဆွဲသူကြားမှာဆက်သွယ်မှုမြန်ဆန်အောင်ပေါင်းကူးပေးသူကကြော်ညာနှင့်အကျိုးဆောင်လုပ်ငန်းများရုံးမြင့်တန်ကြားနှင့်စာနယ်ဇင်းဂျာကန်နယ်မြေများဖြစ်သည် သုံးဆွဲသူစိတ်တတ်တွေလူတိုင်းလူတိုင်းမှာအမြင့်တွယ်ကုန်ပြီသုံးဆွဲသူစိတ်တတ်နဲ့အသိစိတ်သည်အခြားစိတ်တတ်တွေကိုကြော်လွန်ထိုးဖောက်ပြီးအောင်းမွေးခံလိုက်သောအခါလေးစားခံကုန်သိက္ခာတစ်ခုတပွဲဖြစ်လာသည်မသုံးဆွဲနိုင်ဘူးအထင်မှားလောက်စရာအဝတ်စားနန်းနွမ်းဝတ်ထားမိသူသည်အယောင်စီးဤလေးစားစွာကြိုးစိုးခြင်းကိုခံရမည်မဟုတ်အယောင်စီးအတွက်ကဝဲယူနိုင်သူသည်တာကုန်သိက္ခာရှိသော လေးစားကံပုဂ္ဂိုလ်ဟုတတ်မှတ်ထားပြီးဖြစ်သည် ထို့ကြောင့်ဂုံတိတ်ခါနှင့်လူကျင်ဝဲနေသည့်တွေဥတီယာပြောင်းလဲကုန်တော်သည် ရှုမိတ်ကာကသူတို့နိုင်ငံဤအုံဆွဲများလွန်ပြိုင်ဆိုင်လွန်သောပြစ်စလက်ခတ်ရင်ကျေးမှုကြီးကိုဝေဖန်သည့်အခါစီဝါရေးဆိုင်ရာအစုလိုက်ပြုံလိုက်တတ်မှုကြီး economic holocaust ကိုဆွဆွဲခဲ့သည်ဒေဝါလီခံရသောကုမ္ပဏီများဗန်များအကျဉ်းစားလိုက်တာပြက်ပြားမှုများကိုကိုကိုတတ်သိမှုများစိတ်ရောဂါဖြစ်မှုများထုံတို့များလာသောခေတ်တွင် သူဆက်ဆဲသည်မှမလွန်ပါသုံးဆွဲသူ ဖြစ်ရေအဓိကဟုသည်လူရင်ကျေးမှုတွင် လူတွေဤစိတ်တက်ရေရဘလောက်တိမ်သွားတယ်လဲဟုသူကသိကျင်ခဲ့၏ထို့ကြောင့်စင်းပြုစုထားသည့်စိတ်တက်စစ်တမ်းတွေကို သူပြန်ရှဖွေသည်1980ပြည့်တုန်းကတက္ကသိုလ်ကျောင်းသားတွေဤစစ်တမ်းတွေ80ရာခိုင်နှုန်းကသူတို့ဤဘဝရည်မှန်းချက်ပန်းတိုင်မှာအဓိပ္ပာယ်ပြေဝသောဘဝတတနာဖြင့်အသက်ရှင်နေထိုင်သွားဖို့ဟုဖြေခဲ့သည် 1989ခုနှစ်ရောက်တော့ကထို့အဖြစ်ကိုဖြစ်ဆိုသူရာခိုင်နှုန်းတဝက်တိတိကျသွား၏ဘဝဤအတိတ်ပဲပြေဝသောဒတနာကိုလိုချင်သူက47ရာခိုင်နှုန်းပဲရှိတော်သည်တချိန်တည်းမှာစီဝါရေးတောင့်တင်းကချမ်းသာကြွယ်ဝဖို့ဟူသည့်ရီမန်ချက်ပန်းတိုင်အဖြစ်ဖြစ်ဆိုသူမှာ35ရာခိုင်နှုန်းမှ85ရာခိုင်နှုန်းအထိတက်လာခဲ့သည်ထိုချက်ဖြင့်လူတွေဤစိတ်ပိုင်းဆိုင်ရာတံမိုးထားမှုသည် ရုပ်ပိုင်းဆိုင်ရာတံမိုးထားမှုအဖြစ်ရော့သွားသည်ဟုကောက်ချက်ချရပါလိမ့်မည်။အသည့်ယဉ်ကျေးမှုတွေထဲမှာကလေးတွေဘယ်အခန်းကဏ္ဍကပါဝင်နေသလဲ။ကလေးတွေဒီသုံးဆွဲသူအသိစိတ်ယဉ်ကျေးမှုထဲမှာရှေ့တန်းမှပါဝင်ပါသည်။ TV ထဲမှာကြော်ညာသောပစ္စည်းများဒစိမ့်များကိုကလေးတွေအားလုံးသိကြသည်။ရေပုံရရှင်းနှစ်အရွယ်ကလေးတစ်ယောက်သည်အမေရိကန်ပြည်ထောင်စုတွင်ခေတ်စားသောဒစိမ့်အမျိုး30လောက် စည်ရင်ပြုစုနိုင်သည်ဟုဆိုသည်အသက်73နှစ်အရွယ်ကလေးမတွေဤ90ရာခိုင်နှုန်းသည် သူတို့၏အနှစ်သက်ဆုံးအချိန်ဖြုန်းမှုမှာဈေးဝယ်ခြင်းဖြစ်သည်ဟုဖြေခဲ့သည်ဒုတိယအနှစ်သက်ဆုံးအချိန်ဖြုန်းမှုမှာ ရုံးမြင့်တန်ကြားကြည့်ခြင်းဟုသိရသည်1968ခုနှစ်တုန်းကအမေရိကန်ကလေး၄နှစ်မှ၁၂နှစ်တွေဤ30ရိတ်မှာတစ်နှစ်လျင်ဒေါ်လာတန်းနှစ်ထောင်နှစ်ဘီလီယံနဲ့ ယနေ့ခေတ်မှာဒေါ်လာတန်းထောင်ပေါင်း30ဘီလီယံဟုဆိုပါသည်ဒါကကလေးပဲရှိသေးသည်ပကတ်တွင်းမှတေလွန်ရာတင်းညိုင်းကူထိလူတယောက်ဤဘဝမှာသုံးဆွဲဖြုံတီးမှုတွေကိုအာယုံစိုက်ဖို့သူတို့သူတေတီများပြင်ဆင်နေကြပါသည်မကြမီအဖြစ်ထွက်လာလိမ့်မည်တကမာလုံးတီရင်ကျေးမှုတွေအမေရိကန်နောက်သို့ကောင်းကောင်းလိုက်ကြသည်သို့တော့အမေရိကန်အိမ်မက်ဟုနာမည်ကြီးသော ကိုနိုင်တီထက်ပို့သုံးဆွဲစီးပွားရှာရေးပုံစံထံမှဘာတွေများလေးလာတင်ယူလို့အကျိုးရှိတာပါမှာပါလဲဟုကျမသိကြပါသည်အထက်တန်းចောင်းသားအရွယ်ကလေးငယ်တွေကိုကြုံလင်မေးကြည့်နိုင်သည်ဘဝမှာအဓိကပန်းနိုင်ငံဘာလဲအဖြေမျိုးစုံထွက်လာသည် သူတို့စီမှာတော့ငွေတွေအများကြီးရဖို့ဟုအဖြေတွေတော်တော်များတဲ့ကျမတငယ်ချင်းဤသားနှစ်ယောက်ကိုမေးကြည့်ဖို့သည် ခုနှစ်တန်းចောင်းသားကလူတွေနှင့်စီစီလုံးလုံးနေခြင်းသည်ဟုဘဝဗန္တိုင်ဖြစ်ဖြစ်၏ကိုတန်းចောင်းသားကတော့စစ်စရာဝင်ဖြစ်ဖို့ဟုဖြေပါသည်သူတို့နှစ်ယောက်လုံးကပြင်ပစာကိုဖတ်ကြားသူများဖြစ်သည်ဘာပဲဖြစ်ဖြစ်ကျမတို့ကလေးတွေထဲမှာတခြားနိုင်ငံကလေးတွေလိုတော့ရုပ်ဝတ္ထုဤဆွဲဆောင်မှုနောက်လိုက်လို့သူမများသေးဟုစိတ်သက်သာရာရမိသည်ဒါပေမဲ့ဘလောက်ကြကြခံမလဲရုပ်ဝတ္ထုတံပိုးမြင့်သည့်လူအဖွဲ့စည်းတဲ့တွင် နေစဉ်နှင့်အမျှရင်ဆိုင်နေရသောကလေးတွေသည်မြွဆွဲဖြာရောက်မှုတွေထံမှဘလို့ယုံထွက်မလဲပုံပုံမိမလိုလူလက်တန်းစားအနေပိုင်းတွေရခိုင်နှုံးများသော ကျမတို့နိုင်ငံလူအဖွဲ့စည်းတဲမှာပုံပုံအမေလိုကလေးကိုရနိုင်တာတဲ့ပိုးမလို့ခြင်းအောင်ထိန်ချုပ်ခိုင်းသူဘယ်နှယောက်ရှိမလဲထိုချုပ်တီးမှုသည်ကလေးကိုကောင်းချိုးပေးမလားဆိုချိုးပေးမလားတုံးဆွဲသူကိုမှအထင်ကြီးလေးစားသော စိတ်သက်သည် ကလေးကိုဘယ်အခြေအနေရောက်အောင်ပို့ပေးမှာလဲမချုပ်တီးနိုင်စွာဈေးဝယ်သုံးဆွဲခြင်းထိုမတက်စင်သုံးဆွဲသူဤမူဝေနောက်ကြည့်စိတ်ရောက ထိုမတက်စင်မခိုးရမနေနိုင်ခိုးမိသောကလပ်တိုမေနီယာယောဂလမ်းကြောင်းတွေကတော့အများကြီးရှိပါသည်ကံကောင်းရင်တော့သုံးဆွဲသူကောင်းကောင်းဖြစ်ဖို့ပြင်းထန်ကြိုးစားရမည်ပညာသင်မည်စီးပွားရှာမည်ဒီထက်ကကံဆိုးရင် မည်သည့်နည်းနဲ့မဆိုငွေရအောင်ရှာမည်စိတ်သက်ရသွားမည်ဒီတိုင်းဆိုရင်တော့မျိုးတော်ကြီးတွေအားလုံးမမြင်ရသောတွင်ကြီးတွေအပြည့်နှင့်ငွေတွေပြုတ်ကြတိတ်ခါတွေပြုတ်ကြကုန်ပွဲရာရှိလိမ့်မလားကျမတို့လူ့ဘက်စီအိမ်မက်သည်အိမ်မက်ဆိုအဖြစ်ပြောင်းလဲလာနိုင်မလားအလွန်ကျွံသုံးဆွဲခြင်းယဉ်ကျေးမှုဤဖြည့်သေးကို သူတို့နိုင်ငံမှာ ရှာဖွေဖို့စူးစမ်းနေကြသည် ရှုမိတ်ကာကတော့ပထမဆုံးအဆင့်အဖြစ်အကြံပေးထားသည်နေ့တစ်နေ့အဖို့ဘာမှမဝယ်ပဲနေကြည့်လိုက်ပါခမားရဲ့ယဉ်ကျေးမှုအကြအရှုံးအသိစိတ်တတ်တဲ့ပုံမြင့်အောင်စူးစမ်းမြင့်ကြည့်လိုက်ပါတဲ့လောဘဒေါသဤဖြစ်စေသည်အသိစိတ်ဖြင့်နှလုံးသွင်းသောချုပ်တီးမှုဖြစ်သည်ဟုဂျမတို့ဗုဒ္ဓဘာသာဝင်အားလုံးသိကြသည်သူတို့နဲ့စာရင်ကျမတို့ကဖြည့်စင်းနဲ့ပုံနိဆက်တီဟုထင်ပါသည် reference New Internationalist July 2001 11 News Volume 1 Number 24 5 May 2002